DJ ဖြစ်လာတဲ့ live အစားလဲကျွန်တော် Linkin Park ကိုကြည့်ပြီးတော့အရင်အားကြပြီးတော့ဟာသူတို့ဒီလိုတပြားတွေပွက်ကြရလားဘာလားပေါ့2003လောက်မှာ live in Texas လို့ပါကျွန်တော်တို့ကြည့်ပြီးတော့အရင်ယူတုတ်ခဲ့ရတယ်။အဲ့မှာကျွန်တော်တို့အဲ့လိုမျိုးတွေကြည့်ပြီးတော့ကျွန်တော်မြန်မာပြည်မှာဒါတွေဗမာကြည့်ရမှာတော့ပေါ့ဒီလိုမျိုးတပြားတွေပွက်ပြီးတော့တုံနေရအဲ့ဒါနဲ့ကိုကနေပြီးတော့ဒီမှာကိုအနီးနားမှာမရှိတော့ကဲကိုရိုင်းမဲလေးလာစူးစမ်းကြည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ DJ ရင်းတွေ လေ့လာပြကြတယ်ဒီလို production တွေလုပ်ပြကြတယ်ကိုနားထောင်ခြင်းနဲ့တခြင်းမျိုးတွေကိုကိုကိုယ်တိုင်ဖြည်းဖြည်းဖြည်းချင်းနဲ့ဖန်တီးပြသွားတာအဲကျွန်တော်တို့လည်းဒီ focal point တွေ perfect ဖြစ်တဲ့အထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်တို့ဒီ rock နဲ့ပတ်သက်တဲ့အငွေ့သက်တွေကိုကျွန်တော်ရာစုလက်ကျန်များ album မှာဟိုတွေ့ရမှာပေါ့ ထဲမှာအပုတ်ကိုကျွန်တော်အရင်ထုတ်ဖို့လုပ်တာပေါ့နော်အိမ်မက်တွေထဲမှာလုပ်တဲ့ဟာမှာကျွန်တော်တော်တော်လေးအချိန်ပေးစီစဉ်ထားတာဖြစ်တဲ့အတွက်ပါဝင်ကူညီပေးထားတဲ့သူတွေကလည်းကိုမျိုးကျော်မြိုင်တို့လိုပုံကူကြီးပါတော့လေကျွန်တော်တို့ဒါကိုတေချာလေးခင်မင်းရင်းနှီးတဲ့သူတွေဆရာသမားတွေမိတ်ဆွေညီကိုတွေဖိတ်ပြီးတော့ဒီ premier event ပုံစံမျိုးလေးလုပ်ပြီးလုပ်ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ energy ကတော့ကျွန်တော်တို့ဒီ bari phandi phandi အားထည့်ထားရပေါ့အခုဒီမှာကတော့ပို့ပြီးတော့ကျွန်တော်တို့ လေးစားဥထိပ်ထားရတဲ့ကွန်ပျူတာမြိုင်တို့ပါလာတယ်ပေါ့နော်ဒီအကူအညီအဖြစ်ပေးထားတယ်ပြီးတော့ဒီတရောထိုးထားတဲ့ဖုံဖုံပေါ့နော်တရောပညာရှင်ဖုံဖုံတို့လည်းပါလာတယ်ဆိုတော့ဒီကျွန်တော်တို့လည်းစဉ်းစားကြည့်တာပေါ့အရှိအစာမျက်နှာတွေမှာတော့ဟိုကိုအားနေချက်တွေအများကြီးရှိတယ်အဲ့တော့ဒါတွေဘယ်လိုအားတအောင်လုပ်မလဲဆိုတော့အဖြစ်ရင်းနဲ့ကဲအခုဒါကြီးလည်းကျွန်တော်တို့တနစ်ကျော်လောက်ကျွန်တော်တို့အချိန်ယူလိုက်တယ်ပေါ့နော်တနစ်ကျော်လောက်တေချာလေးလုပ်ထားတဲ့အတွက်ကဲတေချာတော့လုပ်သင့်ပြီဆိုပြီးတော့ဒီလိုမျိုးစီစဉ်လိုက်တာပေါ့ took a part in the အဲဒီသင်းရတော့ကျွန်တော်တို့အဲ့မှာအဲ2020လောက်ကကျွန်တော် ရေးပြတာပေါ့နော်အဲ့လိုကိုဗစ်ကာလမှာပဲအဲရေးပြတာထားတဲ့ဟာမျိုးလေးပေါ့ဟုတ်ဟုတ်ဟုတ်ပါတယ်ကျွန်တော်တို့အဲ့မှာပဲအဲ music production ဘိုင်းနေရတော့အဲ့အချိန်မှာပြီးပြီဒါပေမဲ့ vocal တွေကျွန်တော်တို့အဲတေချာထပ်ဖို့လုပ်တာကတော့ဒီပြီးခဲ့တဲ့နှစ်ကမှ2024လောက်ကမှထပ်တယ်အဲ့မှာ vocal အချောတွေလည်းအချိန်ချင်းဆိုရယ်ပေါ့နော် vocal date တွေလည်းကျွန်တော်တို့ခဏခဏ ဟို Google Date တွေလည်းခဏခဏကျွန်တော်တို့လုပ်တယ်အဲယူရယ် recording တွေလုပ်တယ်အဲ့မှာအားမရအောင်နောက်ဆုံးအဲ့အမအဲ့မက်တင်စာမို့ပေါ့နော်မက်တင်စာမို့ကသူလန်းလန်းနားထောင်ပေးတယ်ဒီဟာလေးတွေဟောအဲ့မှာသူနောက်ဆုံးသူအားမရတော့သူတချောင်းချင်းစီသူ guide လုပ်ပေးတယ်ပေါ့နော်အဲ့ guide လုပ်ပေးပြီးတော့ဒီလိုဒီလိုလုပ်ပါဒီလိုလုပ်ပါဆိုပြီးတော့အဲ့တချို့ဟာလေးဆိုကျွန်တော်တို့ဒီနောက်ဆုံးအဆုံးသက်အပိုင်းလေးတွေမှာကျွန်တော်တို့ပြောင်းထားလိုက်တဲ့ပုံစံလေးရှိတယ်အဲ့ဒါဆိုအမဆိုပေးထားတဲ့ပုံစံမျိုးလေးကျွန်တော်လိုက်ဆိုတာပေါ့နောက်ဆုံးကျမှအဆင်ပြေရယ်ဆိုပြီးတော့ ဲ့ချိန်ကျမှကျွန်တော်တို့အဲဒီဟာကို Google အချောအနေနဲ့ယူပြီးတော့လွတ်ဖို့လုပ်တာပေါ့အဲရိုက်တာကတော့ Google အချောမပြီးခင်မှာကကျွန်တော်တို့ဒီ video production အပိုင်းတွေ visual အပိုင်းတွေကျွန်တော်လုပ်နေပြီအဲ့မှာဒီထဲမှာပါတဲ့ VFX ဘိုင်းတွေကိုတော်တော်လေးဟိုခက်ရခက်ဆဲလုပ်လိုက်ရတာဟိုပေါ့ဒီ wave band ဆရာတော့အများကြီးရှင်ရှိမှာပေါ့နော်ဒီ VFX ဘိုင်းတွေကတော့အဲကျွန်တော်တို့နိုင်တဲ့လောက်လေးတော့ဝိုင်းပြီးစူးစမ်းထားလိုက်ကြတာပေါ့ နေနေငါနေငါအဲဘလောက်ဒီကုံလို့ဆိုတော့အဲဝေးကြီးအနေနဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့ဒါတော့ကိန်းကနန်းအနေနဲ့တော့မပြောလို့တော့ပေါ့နော်ကိန်းကနန်းအနေနဲ့မပြောလို့တော့ဆိုတော့ဒီထဲမှာအမြတ်တာနဲ့ပါဝင်ထားတဲ့ပုံကူကြီးရဲ့အာဖြစ်မှုကလည်းငွေကြီးရတန်ဖိုးဖြတ်လို့မရဘူးလေဒီ priceless ဖြစ်နေတာပေါ့နော်တန်ဖိုးဖြတ်လို့မရတဲ့ဟာရောပြီးတော့ actual ကျွန်တော်ငွေကြီးကုန်ကြစရိတ်တွေကလည်းအဲအခုဘယ်လိုပြောမလို့ဆိုတော့ဒီမှာ MV တခုရိုက်တယ်ဆိုရင်အဲကုံကြတဲ့ကုံကြစိတ်တွေရှိကြတယ်ဒီတချို့သူတွေဘလောက်ကြီးထိကုံပါဘလောက်ကြီးထိကုံပါဆိုတော့အဲ့လိုမျိုးအနေထားတွေတော့ရှိတယ်အဲ့တော့ကျွန်တော်ကိန်းကနန်းတွေတော့အဲမဖော်ညွှန်းတော့ဘူးပေါ့နော်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ရှိပါတယ်တခြား carry ကတော့အဲကျွန်တော်ကတော့လက်ရှိတော့ဒီ engineer နဲ့အကြောင်းနေပြီးတယ်ပေါ့နော်အဲအင်ဂျင်နီယာရင်းကိုပဲ mechanical engineering ကိုပဲကျွန်တော်တို့အဲဆက်ပြီးတော့ post graduate တွေထပ်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 ပြီးတော့ တက်ပြစ်ပြီးတော့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ဒီ project management တွေကအပြင်မှာလုပ်ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖြစ်တယ်ပြီးတော့ကျွန်တော်တခြားဒီ management နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့လုပ်ဖြစ်တယ်ပေါ့အလုပ်တွေလုပ်နေရင်ကြားပဲအလုပ်ချိန်ပြီးသွားပြီဆိုရင်နေတိုင်းပေါ့တရက်မပြတ်တမ်းပေါ့ music ကတော့လုပ်ဖြစ်နေတာပေါ့နော်စာသားအနေနဲ့စာရေးနေရတော့အဲ2003လောက်မှာစာသား melody ရောရေးနေကြပြီ ရင်းနေပြီးတော့အဲ့ဒါလေးတွေကိုအိမ်မက်တွေမက်နေကြပြီပေါ့နော်ကျွန်တော်တို့ music တွေလုပ်ကြမယ်ဘယ်လိုထုတ်ကြမယ်ဆိုပြီးတော့စိတ်ကူးနေကြပြီအဲဒီတော့လည်း electronic music production တွေတို့ကွန်ပျူတာနဲ့လုပ်တဲ့ဟာတွေကကျွန်တော်တို့ manly မှာနေတော့အဲနည်းနည်းအလန်းဝေးကြတယ်ဒါပေမဲ့အဲ့ဒါကြီးကျွန်တော်တို့ရအောင်လေးကြလေ့လာကြမယ်ဆိုပြီးတော့ကျွန်တော်ရဲ့ကျွန်တော်တငယ်ချင်းရဲ့အဲကျွန်တော်ရဲ့ကျွန်တော်တငယ်ချင်းရဲ့နည်းနည်းကြိုးစားပြီးတော့အဲ့ဒါလေးကိုစခဲ့ကြတာပေါ့နော်အဲလုပ်လုပ်ခဲ့ကြတယ်2005လောက်မှာ အဲကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့ music production လေးတွေစလုပ်ကြပြီ DJ ရင်းကိုလည်းအဲ့မှာကျွန်တော်တို့စနေကြပြီပတ်စံရတဲ့ DJ အနေနဲ့ကတော့ကျွန်တော်ထင်တယ်အဲ2000ကျွန်တော်ထင်တာမဟုတ်ပါဘူးနော်အဲသိကြတယ်2006မှာကျွန်တော်ပတ်စံစရတဲ့ DJ ဖြစ်နေပြီပေါ့နော် ကျွန်တော်ကိုရိုင်းကကျွန်တော်နားထောင်ကျင်တဲ့ပုံစံမျိုးလေးတွေကိုအဲရှာပြီးနားထောင်ကြရတယ်ပေါ့နော်အမကျွန်တော်တို့ဆိုရင် DJ ဖြစ်လာတဲ့ live အစကလည်းကျွန်တော် linkin park ကိုကြည့်ပြီးတော့ အရင်အကြပြီးတော့ဟာသူတို့ဒီလိုတပြားတွေပွက်ကြရလားဗာလားပေါ့2003လောက်မှာ live in texas လို့ပါကျွန်တော်တို့ကြည်ပြီးတော့အရင်ယူတုတ်ခဲ့ရတယ်အဲ့မှာကျွန်တော်တို့အဲ့လိုမျိုးတွေကြည်ပြီးတော့ကျွန်တော်မြန်မာပြည်မှာဒါတွေဗမာကြည်ရမှာတော့ပေါ့ဒီလိုမျိုးတပြားတွေပုတ် ပြီးတော့လုပ်နေရအဲ့ဒါနဲ့ကိုကနေပြီးတော့ဒီမှာကိုအနီးနားမှာမရှိတော့ကဲကိုရိုင်းမဲလေးလာစူးစမ်းကြည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ DJ ရင်းတွေဟိုလေးလာပြကြတယ်ဒီလို production တွေလုပ်ပြကြတယ်ကိုနားထောင်ခြင်းနဲ့တခြင်းမျိုးတွေကို ကိုကိုရိုင်းဖြည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 ်းချင်းနဲ့ဖန်တီးပြသွားတာအစကတော့ကျွန်တော်တို့တချင်းလေးတွေရေးကြတာပေါ့အဲ့လိုလူငယ်တဘာဝဒီပုံစံမျိုးလေးတွေပေါ့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 တချင်းလေးရေးကြတယ်ဟုတ်ကဲ့အဲ့လိုမျိုးလေးတွေနဲ့ကျွန်တော်ရေးကြတယ်အဲဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်ပုံမှန်ဒီ melody တွေပေါ့အမအခုကျွန်တော်ဒီမှာဆိုအများကြီးရှိနေတဲ့တခြင်းမျိုးတွေရှိတယ်။အဲ့ဒါတွေကအဲ့ဒါတွေကိုနားထောင်ခြင်းဒီကျွန်တော်မှရွေးချယ်စရာအများကြီးရှိတယ်။ဒါပေမဲ့ခုလိုခုနားထောင်ခြင်းတဲ့ပုံမှန်မျိုးကျတော့ရွေးချယ်စရာမရှိတော့နေနေတော့ ကိုနားထောင်ခြင်းတဲ့ပုံစံမျိုးကိုကိုယ်တိုင်ဖန်တီးပြသွားတာပါပဲအဲ့ဒါကြောင့်မို့ကိုနားထောင်ခြင်းတဲ့ပုံစံမျိုးလေးတွေကိုကိုဖန်တီးလိုက်တယ်အဲ့လိုဖန်တီးထားတဲ့ဟာတွေကိုကိုလူမျိုးပဲနားထောင်ခြင်းတဲ့သူရှိမလားဆိုတော့စိတ်လေးနဲ့ပဲဟိုဟာဖြစ်တယ်ကျွန်တော်ဒီဟာတွေကိုဘယ်လိုပြောမလို့ဆိုတော့ဒီအရင် huge ဖြစ်ဖို့ပေါ့အရင်ကြီးကြီးမားမားဖြစ်ဖို့ဆိုတော့မတွေးဘူးပေါ့ဖန်တီးလိုက်တယ်ဖြစ်သွားတယ်အဲ့ဟာကိုဖန်တီးတဲ့ဟာတွေကိုအကောင့်တွေပေါ်တဲ့အချိန်မှာအတက်နိုင်ဆုံးတတ်တည့်ရဖြစ်ချင်တယ်ဆိုတော့စိတ်ကလေးပဲရှိတာပါခင်ဗျာအဲဟုတ်ကဲ့ကျွန်တော်တို့က အဲကျွန်တော်တို့လည်းဒီဖူကယ်ပိုင်းနေ perfect ဖြစ်တဲ့အထဲမှာတော့မပါဘူးပေါ့เนาะကျွန်တော်တို့ဒီ rock နဲ့ပတ်သက်တဲ့အငွေ့သက်တွေကိုကျွန်တော်ရာစုလက်ကျန်များ album မှာဟိုတို့တွေ့ရမှာပေါ့အဲတော့ dubstep ဆင့်နေပေါ့အဲ့လိုမျိုးဆင့်အကြမ်းကြီးတွေကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးပြီးတော့ဒီ rock music တွေနဲ့ကျွန်တော်တို့တွဲတယ်ဟိုဝင်တီးကြတယ်အဲ့လိုမျိုး collaborate တွေလုပ်ကြတယ် ticket ထုတ် လုပ်ကြတယ်ပြီးတော့ကျွန်တော်တို့ဒီပကံခစ်ကပကံ tunes တွေနဲ့ကျွန်တော်တို့ဒီဘက်က ီ rock နဲ့ fusion တွေကျွန်တော်တို့ဖန်တီးကြရဲလုပ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့လုပ်တဲ့ဟာတွေကိုကျွန်တော်တို့ပြင်းရင်းမှာကြတော့ကျွန်တော်တို့ဒီဒီဟာတွေကိုဒီကောင်ဘာတွေရှောက်လုပ်ထားရလဲဆိုတဲ့ဟာကိုအဲအဲ့လိုမျိုးဒီ negative impact တွေကိုမလိုချင်တာနဲ့အဲကျွန်တော်အဲ့ဒါတွေအင်္ဂလိပ်လိုမျိုးတွေရေးကြရဲဖန်တီးကြရဲဆိုကြရဲပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တာဆိုတော့ဒီဒီ music တွေဒီ rock guitar တွေစုစုတွေလည်းကျွန်တော်ကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းကြိုက်တယ်အခုလည်းတချို့အပုပ်တွေမှာကျွန်တော်အဲ့လိုမျိုးတွေဖန်တီးနေတဲ့ဟာတွေဖန်တီးလက်စားရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့အဓိကတော့အာကျွန်တော်ကဒီဒီစီးဝိုင်းထားတဲ့ electronic wall ထဲမှာတော့မဟုတ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီဘာစီးမမဝိုင်းထားတဲ့ဘာစီးမမဝိုင်းထားတဲ့ဒီ music fee ထဲမှာရှိနေတာပေါ့ဒီ music fee ထဲမှာအခုကျွန်တော်တို့က electronic နဲ့ပတ်သက်တဲ့ဟာမျိုးကိုဒီနေရာမှာတုံးကိုတုံးရမယ်ဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာ electronic နဲ့ပတ်သက်တဲ့ဟာလုပ်မယ်အကယ်၍ဒီနေရာမှာအဲဆိုကြပါဦးကျွန်တော်ဒီရေထဲကိုခဲလုံးကျသွားအတန်လေးလိုရဲဆိုတော့ကျွန်တော်အဲ့ဟာကိုကျွန်တော်ရအောင် အသက်ဖန်တီးပြီးတော့ကျွန်တော်သုံးမယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးစဉ်းစားထားပါတယ်အခုအိမ်မက်တွေထဲမှာအပုတ်မှာလည်း PNU လည်းတကယ် PNS နဲ့ကျွန်တော်တီးထားတယ်ပြတယောဆိုလဲတယောအစ်စ်ပေါ့ဒီတယောပညာရှင်ဖုံဖုံကနေပြီးတော့လုံအောင်ဖက်ရှင်ရှိရှိနဲ့ထိုးပြီးထားတာပေါ့နော်အဲ့လိုမျိုးတွေလုပ်ထားတယ်ကျွန်တော်အသံအစ်စ်တွေလုပ်တယ်ပြကျွန်တော်တို့ပထမကျွန်တော်တကူတော့ခေရာစုလက်ကျန်များထဲမှာအဲကန်ဆာညက်နေဆိုရဲအပုတ်မှာဆိုရင်ရေတံလေးတွေပါတယ်အဲ့ဒါဆိုကျွန်တော်ကိုရာ area ကြီးမြကန်းပြီးမှာ ဲ့ကန်ဆက်ကိုရိုက်တဲ့အတန်လေးကိုကျွန်တော်သွားဖန်ထားပြီးတော့လှုပ်ထားတာပေါ့အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ဒီအာ electronic artist ဆိုတာထပ်ပေါ့ကျွန်တော်တို့ဒီ musician ပေါ့နော် musician ဆိုတာကိုခန်းအားလုံးကြီးကျက်လုံးတဲ့ဟာကိုပြောရမှာပေါ့ music ဖန်တီးနေတဲ့လူငယ်တယောက်လို့ပဲသတ်မှတ်ချင်တာပေါ့နော်ကျွန်တော်တို့ဒီမှာကတော့အဲ legacy ကနေပြီးတော့ Spotify တို့လိုမျိုးပေါ့နော် Spotify တို့ Apple Music တို့ Tidal တို့လိုမျိုးမှာနေအဲ့လိုမျိုး streaming platform တွေအများကြီးမှာ Oreo နဲ့ပတ်သက်တဲ့ streaming platform တွေရော legacy YouTube တွေရောအဲကျွန်တော်ရဲ့ YouTube channel ရောနောက်ထပ်ကျွန်တော်ရဲ့ Vivo YouTube channel တသက်ရှိရယ်ပေါ့နော်အဲ့ဒီမှာနားထောင်လို့ရတယ် legacy ရဲ့ Facebook page တွေမှာရောပေါ့နော်အဲအဲ့ဒါကြီးမှာလည်းနားထောင်လို့ရအောင်တော့ကျွန်တော်တို့အဲ season ထားရယ်ပေါ့နော် DR လေးကိုအဲ့လိုမျိုးတော့လုပ်ထားရယ်အဲပြီးတော့အခုဒီနေ့ပွဲမှာကျွန်တော်ပြောသားလို့ပေါ့အခုပွဲမှာတက်ကြတဲ့လူတွေဆိုရင်ဒီအကုန်လုံးအပြည့်အနီးပါတက်ကြရယ်ပေါ့နော်အဲ့လိုမျိုး ဒီလာတက်လိုက်ပြီဆိုတာနဲ့ဒါကျွန်တော်ရဲ့ဒီရီမဲချက်ကပြီးသွားတာโอเคကျွန်တော်တို့ပြည်စုံသွားပြီပေါ့ကျွန်တော်တို့ကတော့အဲမရက်သွားဘူးပေါ့နော်ဒီသွားနေတယ်ပုံမှန်လေးပဲသွားနေတယ်အဲပြီးတော့အဲဒါလုံးလိုက်လို့ပောက်တယ်အဲ့ဒါကြီးကိုလိုက်လုံးမယ်ဆိုတဲ့ဟာမျိုးတွေမှာဟိုပေါ့မလုတ်ချင်ဘူးပေါ့နော်ဟိုကမလုတ်ရဲဘူးပေါ့နော်ကျွန်တော်တို့အဲ့အဲ့ပုံမှာကျွန်တော်တို့လုတ်တဲ့ပုံမှန်လေးတွေနဲ့ကျွန်တော်တို့သွားနေတော့အဲ့အဲ့လိုမျိုးလေးရှိမယ်နောက်ထပ်လည်းထပ်ပြီးတော့ကျွန်တော်တို့အဲဘာလုပ်နေရောဆိုတော့အဲ တကယ်ဒီကျွန်တော်တို့စီမှာကျွန်တော်တို့ဒီရန်နာမည်ကြီးရဲ့ DJ KC ပေါ့နော်အဲဩစတြေးလျချန်ပီယံ၃ကြိမ်ဖြစ်ထားပြီးဒီကမ္ဘာလုံးမှာနံပါတ်၅ရထားတဲ့အဲကျွန်တော်တို့ကိုလူမျိုးနေတဲ့ DJ KC ဩစတြေးလျမှာနေတဲ့သူနဲ့ရောအဲပြီးတော့နောက်ထပ် DJ Alex ဆိုတဲ့တယောက်နဲ့ရောနောက်ထပ်တူဦးပေါ့နော်ဟိုဝေါ်ချန်ပီယံဖြစ်ပြီးတဲ့တယောက်နဲ့ရောကျွန်တော်တို့ဒီ scratch တွေနဲ့အတူ music တွေဖန်တီးနေတာရှိတယ်ပေါ့အဲ့ဒါလေးတွေလည်းကျွန်တော်တို့အဲဒီအလင်းတင်တယ်လို့ကျွန်တော်တို့ဒီထုတ်လုပ်သွားမယ်လို့တော့စိတ်ကူးထားပါတယ်ခင်ဗျာ